မိတ်ဆွေများလုံးပဲမင်္ဂလာပါရှင်ဒါပြချာချန်နဲ့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုဖပြပေးမှာကတော့ဆရာပန်ပေါ်သိမ့်ပေဘာသာပြန်ထားတဲ့ပတ်စံကြောင့်စိတ်မချမ်းမသာမဖြစ်ပါနဲ့။တနေ့တလုံးချစ်ချစ်မြတ်တာနဲ့လွှမ်းခြုံထားပါဆိုတဲ့စာပိုင်းလေးတွေကိုဖပြပေးမှာပဲဖြစ်ပါရစေ။ လူတတော်များများဟာသူတို့မှာပတ်စံလုံလောက်မရှိတဲ့အတွက်လှုပ်ချင်နေတဲ့အရာတွေဥပမာခရီးသွားခြင်းအိမ်ပြင်ခြင်းစတာတွေကိုမလုံနိုင်ကြလို့သူမဟုတ်လူချင်းသာလိုအပ်တာတွေကိုမဝယ်နိုင်ကြလို့ဆိုပြီးမပြောမရှင်ဖြစ်နေကြတဲ့တကယ်တော့ပတ်စံလုံလောက်မရှိပေမဲ့လည်းပျော်ရွှင်မှုပေးနိုင်တဲ့အရာတွေကိုရအောင်ဖန်တီးယူလို့ရတဲ့တချို့လူတွေကလက်ထဲမှာပတ်စံနေနေပဲရှိတယ်လို့ညီးတွားပြီးစိတ်ညစ်နေတတ်ကြတဲ့ ပတ်စံမရှိတာကိုအကြောင်းပြပြီးမပြောမရှင်းဖြစ်နေကြတဲ့တကယ်တော့ရှိတဲ့ပတ်စံနဲ့ပြောရှင်မှုရအောင်ဖန်တီးနိုင်ကြတဲ့ဈေးကြီးတဲ့နိုင်ငံသားကိုအလဲပတ်ခရီးထွက်ခြင်းကိုမလုံးနိုင်ရင်လဲပတ်စံများကြီးမကုန်တဲ့ပြည်တွင်းခရီးတို့လေးတွေကို သွားနိုင်တယ်ဈေးကြီးတဲ့အခန်းကြီးတစ်ခန်းကိုမဝယ်နိုင်ရင်လဲရှိတဲ့ပတ်စံလေးနဲ့အခန်းကြီးလေးတစ်ခန်းကိုဝယ်နိုင်တယ် ပတ်စံနည်းနည်းပဲရှိပေမဲ့လည်းစိတ်ချမ်းသာပျော်ရွှင်အောင်လုပ်ချင်ရင်လုပ်လို့ရပါတယ်ကျွန်တော်မိတ်ဆွေတယောက်ကသူဟာပစံချမ်းသာသူမဟုတ်ဘူး။စာဝိနေရဲ့အတွက်ဖူလုံရောဝင်ငွေလေးပဲရပေမဲ့သူဟာအမြဲတမ်းလူလူပျော်ရွှင်နေတာကိုကျွန်တော်သတိထားမိလို့တရက်မှသူအမြဲပျော်နေတဲ့အကြောင်းရင်းကိုမေးကြည့်တော့သူကသူဟာခရီးတို့လေးတွေသွားရတာနဲ့တော်ထဲမှာစခန်းချရတာကို နှစ်သက်တဲ့ ူနေတဲ့နေရာဤတဝိုက်ကကြောက်တောင်တွေကိုတက်တယ်။ပန်းခင်းတွေငှက်တွေရှိကြတဲ့နေရာတွေနဲ့ပင်လေကမ်းခြေတွေကိုသွားတယ်။တခါတလေသူမိသားစုကိုပါခေါ်သွားတယ်။သူရောက်ခဲ့တဲ့နေရာတွေကတာယာနာပါတဲ့ရှုခင်းတွေကိုရိုက်ထားတဲ့ဓပုံတွေကျွန်တော်ကိုထုတ်ပြတဲ့အဲ့ဒီနေရာတွေရှိမှသူဓပုံတွေကိုမြင်တော့မှသိရတဲ့သူဟာကျွန်တော်တွေ့ဘူးသမျှလူတွေထဲမှာအတက်ကြွဆုံးနဲ့အပျော်ဆုံးလူတစ်ယောက်ပဲဖြစ်တဲ့ သူကအမေရိကန်နိုင်ငံထဲမှာပဲခရီးသွားပြီးတခြားနိုင်ငံတွေကို ခရီးမသွားပါဘူးသူအိမ်ကနေကားမောင်းသွားရင် နိုင်အနေငယ်ပဲကြာတယ်ကယ်လီဖိုးနီးယားဒေသရဲ့လှပတဲ့နေရာတွေကို အပတ်စဉ်တနေရာစီ သွားရောက်လေးရှိတယ်သူကတခုပြောသေးတယ်သူတငယ်ချင်းတချို့ဟာဘန်ကနေပတ်စံချေးယူပြီးဥရောပနိုင်ငံတွေကတာယာနှပါတဲ့ရှုပင်တွေရှိတဲ့နေရာတွေကို သွားရောက်လည်ပတ်ကြတယ် သူတို့ကမလို့အပ်ပဲပတ်စံဖြုံးနေကြတယ်လို့ပြောတော့ကျွန်တော်ကဘာကြောင့်အဲ့လိုပြောရတာလဲလို့မေးကြည့်တော့သူကခုလိုပြန်ဖြေတဲ့အဲ့ဒီလူတွေဟာ ကျွန်တော်တို့နေတဲ့နေရာတိတ်မဝေးกว่าတဲ့နေရာတွေမှာရှိကြတယ်။တာယာလှပတဲ့ပန်းခြံတွေ၊ရှုခင်းတွေကိုမရောက်ဘူးကြဘူး။ရှိမှလည်းမတိကြဘူး။တကယ်တော့အဲ့ဒီနေရာတွေဟာလည်းဥရောပနိုင်ငံတွေက ရှုခင်းတွေလောင်းနီးနီးလှပကြတယ်။ကျွန်တော်သူနဲ့တိရဆယ်နှစ်လောက်ရှိပြီ။သူပတ်စံမရှိလို့ဆိုပြီးညှိတွားတာကိုတခါမှမတွေ့ဘူးဘူး။ကျွန်တော်စိတ်ထဲမှာသူကကဘာပေါ်မှာအချမ်းသာဆုံးလူတွေထဲကတယောက်လို့ထင်မိတယ်။ င်လည်းပဆန်လုံလောက်မရှိခြင်းဟာပျော်ရွှင်မှုကိုအဟန္တာဖြစ်စေတယ်လို့ထင်နေတဲ့ကိစ္စတွေမှာအဲ့ဒီသဘောကိုအတုံးချနိုင်တဲ့ဥပမာအိမ်ခန်းကြီးကြီးသို့မဟုတ်အိမ်ပိုင်ကြီးတလုံးကိုငွေနိုင်ဘူးလို့ညီတွားနေမယ့်အစားရှိတဲ့ပစံတွေကဘတ်ဂျက်နည်းနည်းလေးနဲ့လက်ရှိအိမ်ကိုလှပအောင်ပြင်ဆင်လို့ရတဲ့ဆွေမျိုးတွေကိုအဖိုးတန်တဲ့ခရစ်စမတ်လက်ဆောင်တွေဝယ်မပေးနိုင်လို့ဆိုပြီး စိတ်ပြက်လက်ပြက်ဖြစ်နေမယ့်အစားခရစ်စမတ်ပွဲတော်နေ့မှာသူတို့အိမ်ကိုအစားအသောက်ချောကလက်ချိုချင်ဒုစားတာလေးတွေနဲ့ခရစ်စမတ်ကလေးတွေပေးပို့နိုင်တယ်။တင်တီထွင်ကြံစားပြီးလုပ်ပေးနိုင်တာတွေအများကြီးပါဒီတော့တခုစဉ်းစားပါပတ်စံမရှိလို့ဆိုပြီးပျော်ရွှင်မှုကိုရဖို့တန်းတားပြီးညီတွားနေမယ့်အစားဒါမှမဟုတ်ရှိတဲ့ပတ်စံနဲ့ပျော်ရွှင်မှုကိုဖန်တီး ယူမလားဆိုတာကိုပါအဲ့ဒီတော့တင်ကိုယ်တိုင်းဆုံးဖြတ်ရမှာဖြစ်တဲ့ကျွန်တော်တို့ကရှိတာ လုံနိုင်တာမရှိတာမလုံနိုင်တာကိုနှိုင်းရှင်းစဉ်းစားကြည့်ကြတဲ့အခါမှာအဲ့ဒီနှစ်ခုရဲ့ကွာဟချက်ကိုတတိထားမိလာတဲ့အဲ့ဒီကွာဟချက်ကြောင့်လေကျွန်တော်တို့မှာစိတ်ဖိစီးမှုဖြစ်လာတဲ့ကွာဟချက်ကြီးလေးလေးစိတ်ဖိစီးမှုပုံများလေးလေးဖြစ်တဲ့အဲ့ဒီစိတ်ဖိစီးမှုကိုဖယ်ရှားခြင်းရင်ပတ်စံမရှိခြင်းဟာတင့်ကို မပျော်မရွှင်ဖြစ်စေတယ်လို့ထင်နေတဲ့စိတ်ကူးကို ခေါင်းထဲကဖယ်ထုတ်လိုက်ပါ ခုလိုပြောလို့တင်းနေနဲ့ပတ်စံကိုမလိုချင်ရဘူးပတ်စံနဲ့မထိုက်တန်ဘူးဒါမှမဟုတ်ပတ်စံများကြည့်ရအောင်မကြိုးစားသင့်ဘူးလို့မဆိုလိုဘူးတင်းမှရှိတာလေးနဲ့ပြောအောင်နေတတ်ဖို့အကြံပေးတာဖြစ်တဲ့ရှိတာလေးနဲ့မလုံနိုင်တာတွေကိုတွေးနေရတရားကနေရှိနာလေးနဲ့လုံနိုင်တာတွေအများကြီးရှိပါလားလို့ပြောင်းပြီး တွေးတတ်မယ်ဆိုရင်သင်များကြီးစိတ်ချမ်းသာပျော်ရွှင်လာတာကိုအံ့ဩဖွယ်တွေးမြင်ရမှာဖြစ်တယ်။တနေ့တာလုံးကိုချစ်ချင်းမြတ်တာနဲ့လွှမ်းခြုံထားပါ တကယ်လို့သာကျွန်တော်တို့ဟာဒီနည်းကိုအပြည့်အဝသုံးချမယ်ဆိုရင်ကရုဏာရှင်မကြီးမာတာသရီစာလိုစံနမူနာထားတဲ့နဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ဖြစ်လာနိုင်တယ်။ဒီနည်းဟာကျွမ်းကျင်ပိုင်နိုင်အောင်လှုပ်ဖို့ခက်ပေမဲ့ ကျွမ်းကျင်အောင်အားထုတ်ကြိုးပမ်းမှုပမာဏလျောက်ထိုက်သိမ်းတဲ့အကျိုးကိုရမှာဖြစ်တဲ့အမှန်ကဒီနီးရခက်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 ရှုပ်ရှုပ်ထွေထွေမဟုတ်ပဲရိုးရိုးရှင်းရှင်းလေးပါတနေ့တာလုံးကိုချစ်ချင်းမြတ်တာနဲ့ပြည့်နှက်နေစေခြင်းချစ်ချင်းမြတ်တာကိုဘဝရဲ့ဦးစားပေးမှုမှာထိတ်ဆုံးဖြစ်တယ်လို့ခံယူခြင်းဖြစ်တဲ့ ဒီခါမျက်လှည့်ပြသလိုထူဆန်းတာဖြစ်လာမယ်။အရင်ကစိတ်ညစ်ခဲ့ရတဲ့အသေးအဖွဲလေးတွေကိုဂယုမဆိုင်မိတော့ဘူး။ဘဝရဲ့အလားပါတွေကို မြင်တွေ့ခံစားမိလာမယ်။ပျော်ရွှင်မှုကိုရလာမယ်။နေစဉ်တာမန်လိုဖြစ်နေတဲ့ဘဝဟာထူးထူးကဲကဲထူးခြားလာတယ်လို့ခံစားမိလာမယ်။ဘဝမှာဘယ်ဟာတွေဟာအရေးကြီးဆုံးတွေလဲဆိုတာကို နားလည်လာမယ်။ ချစ်ချင်းမြတ်တာနဲ့လွှမ်းခြုံအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပါမယ်။တနေ့တာလုံးကိုချစ်ချင်းမြတ်တာနဲ့စတင်ပါ။ဒါကဘာကိုပြောချင်တာလဲဆိုတော့မနက်အိယာကန်းလို့ထားတဲ့အချိန်ဘဝမှာအရေးပါသူတွေကိုမြတ်တာပို့ပါ။သူတို့နဲ့တွေ့ရင်ချစ်ခင်ကျင်နာစွာပြောဆိုဆက်ဆံမယ်လို့ဆုံးဖြတ်ထားပါ။တနေ့တာလုံးကိုချစ်ချင်းမြတ်တာနဲ့နေပါ။ တနေ့တာလုံးလုံသမျှကြံသမျှအရာအလုံးဟာချစ်ချင်းမြတ်တာနဲ့ဆက်နွယ်နေတဲ့ဂျင်နာတနာချင်းတိခန့်ခွင်းလို့ချင်းတိမ်မွေးချင်းစတာတွေကိုအတက်နိုင်ဆုံးလုပ်ပါ အရာရာကိုလောဘဒေါသမနာလိုမှုကင်းပြီးအရှိကိုအရှိတိုင်းရှုမြင်တတ်ပါ။နောက်ပြီးပေးကမ်းဆုံးကြဲခြင်းဟန်ဆောင်မှုမပါတဲ့ချီးမွမ်းခြင်းယိုတာခြင်းနှိမ်ချခြင်းတို့ကိုလည်းလုပ်ပါ။ တဏိတာလုံးကိုချစ်ချင်းမေတ္တာနှင့်အဆုံးသတ်ပါအဲ့ရဝင်လို့မအိတ်ခင်မှာတဏိတာလုံးကြကြမမရှိပြီးဘေးမတိယမခနေနိုင်ခဲ့တဲ့အတွက်လောကကြီးကိုကျေးဇူးတင်ပါဖျားရှိခိုးတာကမ္မထမ်းထိုင်တာလုံနိုင်ရင်ပိုကောင်းတဲ့ တနေ့တာလောက်ရက်တွေဟာချစ်ချင်းမြတာနဲ့ဤကတ်သွားစေသလားပူပြီးဝေးသွားစေသလားဆိုတာကိုသုံးသပ်ပါချစ်ချင်းမြတာနဲ့ဤကတ်စေမဲ့အလုပ်တွေကိုနောက်နေ့တွေမှာလုပ်ဖို့စုံဖြတ်ပါအဲ့ဒါတွေလုပ်ချင်းဟာတင့်ကိုတစုံတယောက်ကဖိအားပေးလို့မဟုတ်တလို့ကိုကိုကို ခုံယူဖို့လည်းမဟုတ်ဘူးဒါပေမဲ့ချစ်ချင်းမြတ်တာလွှမ်းခြုံထားတဲ့ငြိမ်းချမ်းသောဘဝကိုရရှိပိုင်ဆိုင်ဖို့ပဲဖြစ်တဲ့ ဟုတ်ကဲ့ပါရှင်ဒီစာပိုက်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တဲ့တစုံတစ်ခုခံစားရမယ်ဆိုရင်ကွန်မန့်မှာရေးခဲစေချင်ပါတယ်။ဒီမှာကိုအပြေတော့စာချင်းပြိဿများနဲ့အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာစန္ဒာတွေပြေဝကြပါစေလို့ဆုတောင်းမြတ်တာပို့သားရင်ဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။